င်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါနာရဲ့ပြည်သူချာကပြည်သူစကားအစီအစဉ်အနေနဲ့မကွေးမြို့ကပြည်သူတဝီရေးသားပေးဖို့လာတဲ့စာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်ကျွန်တော်ကမကွေးမြို့အောင်မြင့်တာရက်ကွက်မှာနေတဲ့ပြည်သူတဝီပါကျွန်တော်ရဲ့တမီမှတ်ပုတ်တင်ပျောက်ဆုံးသွားလို့ပျောက်ဆုံးတည်မှာမှန်ကန်ကြောင်ထောက်ခံစာအပြည့်အစုံနဲ့မကွေးမြို့ကမြို့နယ်လာဝကရုံးမှာမှတ်ပုတ်တင်ပြန်သွားလုပ်ပါတယ်အဲ့ဒါကိုအောင်မြင့်တာရက်ကွက်အမှုရဲကန်စီကငွေ3000ကျပ်တောင်းပါတယ် မပေးရင်လုံမပေးနိုင်ကြောင်ပြောတာကြောင့်ငွေ3000ကျပ်ပေးပြီးလုပ်ခဲ့ရပါတယ်။အဲ့ဒီလိုတောင်းတာဟာနိုင်ငံတော်ကတောင်းခိုင်းလို့ပေးသွင်းရတာပါလား။ငွေလက်ခံရရှိကြောင်ငွေရပြေစာတောင်းတော့မပေးပဲဦးစီးမှုကတောင်းခိုင်းလို့တောင်းတာပါလို့ပြောပါတယ်။ခရီးသွားရင်လည်းနေပြီးတော့ကံမြားကားလမ်းပေါ်ကရှေ့ပန်းတော့စစ်စီဂိတ်ကမပုတ်တင်တဲ့ရက်ွက်ထောက်ခံချက်တွေတောင်းပါတယ်။ထောက်ခံချက်မပါရင်ငွေ3000ကျပ်တောင်းပါတယ်။အဲ့ဒါလေတက်ချုပ်ကတောင်းခိုင်းလို့တောင်းကြတာလားဗျာ။ ထောက်ခံချက်ပါမှခရီးသွားရမယ်လို့ညွှန်ကြားချက်ထုတ်ပြန်ထားတာပါလား။မကွေးမြို့မှာလည်းခရီးသွားလိုတာကြောင့်ဖြစ်စီမပုတ်တင်လုပ်ဖို့ထောက်ခံချက်လုပ်ရင်ဖြစ်စီရက်ကွက်ဥက္ကဋ္ဌစီကထောက်ခံချက်တစ်ဆောင်ရဖို့ငွေ9000ကျပ်ပေးရပါတယ်။ဒါတော့ဥက္ကဋ္ဌကိုယ်တိုင်လက်မှတ်မထိုးပဲစုံတဲ့သူကတစိမ့်တုံးနှိပ်ပြီးလက်မှတ်ထိုးပေးတာပါ အာနာသိမ်းထားတဲ့အဓိကတာဝန်ရှိသူတက်ချုပ်ကြီးကအောက်ခြေအထိလောက်ပိုင်ခွင့်များပေးထားတာပါလားလို့မေးချင်ပါတယ်လို့စာရေးသားပေးပို့လာပါတယ်ရှင် ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူကြားကပြည်သူစကားအစီအစဉ်မှာနိနာမှုတွေနဲ့အခက်အခဲတွေအတွက်ရင်ဖွင့်နေတဲ့ဆိုရင်၆ပေါက်ကနေတစဉ်စာပေးဖို့ပြီးဆက်သွယ်နိုင်ပါတယ်။ပေးဖို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကပေါက်ကြားမှုမရှိအောင်လှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။